အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ပါလို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာဒီကနေ့မှာတော့လိန်တန်ကောက်တာတဘာဝဆိုပေမဲ့ ပုံမှန်ထက်ဒီလိုကြီးတွေကိုကောင်းနေရင်တရိတ်ထားဆရာများကြောင့်တင်ဆက်ပေးခြင်းမရပုံမှန်မဟုတ်တဲ့လိမ့်တဲ့ကောက်ကွေးခြင်းအကြောင်းမရှိ အမျိုးသားတွေမှာပုံမှန်အားဖြင့်လည်းလိမ့်တဲ့ကတက်ဖြောက်တဲ့မရှိတတ်ပါဘူးထောင်မှန်နေချိန်မှာအနေငယ်တော့ဟိုကောက်တီဆောင်ဖြစ်တတ်ပါတယ်ဒါကပုံမှန်ပါပဲဒါပေမဲ့ပုံမှန်မဟုတ်တဲ့လိမ့်တဲ့ကောက်ကွေးခြင်းတွေရှိပါတယ်ဒါကိုတော့ မှုမှန်မှန်လိမ့်တန်ကောက်ွေးခြင်းလို့ခေါ်ပါတယ်။ပုံမှန်ပုံတဲ့လိမ့်တန်ကောက်ွေးခြင်းဆိုတော့ပုံမှန်မဟုတ်တဲ့လိမ့်တန်ကောက်ွေးခြင်းဖြစ်ရတော့လိမ့်တန်မှာအမှားရွတ်တွင်နေလို့ပါ။ဒီအမှားရွတ်ပေါ်မှုတည်ပြီးလိမ့်တန်ကကောက်တာ၊ကိုေးတာ၊တူသွားတာ၊လုံပတ်မငြိတာစတာတွေဖြစ်တတ်ပါတယ်။အမှားရွတ်တ िश ူကိုလက်နဲ့ဒီတိုက်ဆန်းလို့ရပါတယ်။တကြိုတွေမှာလိမ့်တန်ထောင်မဲ့ချိန်ဆို ွဲကောက်တာကပိုပြီးသိတာပါတယ်။နားလေးနားပါတယ်။တူတူခြားခြားလိန်တဲ့ရဲ့အရင်မှမဟုတ်ပဲအလယ်မှာအမာရုပ်လာတွင်နေသူတွေရှိပါတယ်။ဒါဆိုရင်တော့သူကလိန်တဲ့ကောင်းနေမှ မဟုတ်ပါဘူး။တက်ဖြောင့်ထဲမှာပဲအလယ်ကညစ်တယ်လို့ဖြစ်နေတာကြောင့်တဲနာကြီးပုံစံဖြစ်နေနိုင်ပါတယ်။ဘာကြောင့်ပုံမှန်မဟုတ်တဲ့လိန်တဲ့ကောက်ွေးချင်းဖြစ်ရတာလဲ။ ဘာသာတည်လိုမျိုးအမာယွန်းတွေလာတွင်နေရတယ်ဆိုတော့အခုဒီမသိစားသေးပါဘူးတချို့တွေကတော့ဒါကလိန်တန်ထောင်ပန်းနေချိန်မှာထိခိုက်ဒဏ်ရာရတော့လိန်တန်ကို အတင်းခေါ်ပြစ်တာကြောင့်လို့ယူဆကြပါတယ်အထူးသဖြင့်လိန်ဆက်ဆိုင်ချိန်မှာပေါ့ဒါပေမဲ့ရွှေစံရခိုင်နှုန်းသောအမျိုးသားတွေကတော့သူတို့တည်လို့ဖြစ်အောင်လုံမိခဲ့သလားဆိုတော့မမှန်မိကြပါဘူးဖြစ်နိုင်တာကတော့ နည်းနည်းစီထိခိုက်မိလို့လည်းဖြစ်နိုင်ပါတယ်။မှုမမှန်လိမ့်တဲ့ကောက်ခွေးချင်းရှိတဲ့အမျိုးသားတွေကတာဝန်အမျိုးသားတွေနဲ့ရှင်ရင်အမာရွဖြစ်လွှဲရကြောင်းလေးပါပါတယ်။ဘာကြောင့်ဖြစ်တယ်လဲဆိုတော့အတိတ်ကြောင့်မသိပေမယ့်အောက်ပါအမျိုးသားတွေကတော့ဖြစ်နိုင်ခြင်းများနိုင်ပါတယ်။မိသားစုတွေမှာလိမ့်တယ်မှာအမာရွတွေ့တဲ့သူတွေတွေ့ဆက်တရှိယောဂရှိသူတွေတွေ့ရတဲ့စံတန်များသူတွေ အမျိုးသားစေယုံနေရတဲ့လက်အင်္ဂါတရားကိုထိခိုက်တရားရဘူးသူတွေအနာကောင်းကောင်းမကြသူတွေဆက်လိုက်တဲ့ဇေယျကြီးတောက်တုံသူတွေခုကကမကမဖြစ်တဲ့ယောဂရှိသူတွေမှတွေ့ရတတ်ပါတယ်ပုံမှန်မဟုတ်ဘဲလက်တက်ကောက်ွေတဲ့အခါဘယ်လိုလက္ခဏာတွေခံစားရမှာလဲလက္ခဏာတွေကရုတ်တရက်ဖြစ်လာတာရှိတယ်လို့တပြေးပြေးနဲ့ပို့ဆိုလာတာလည်းရှိနိုင်ပါတယ် တွေးရောင်များတဲ့လက္ခဏာတွေကတော့အမာယုရှိနေတာလိမ့်တန်ရဲ့တနေရာမှာအမာယုကြက်ခဲကြီးဇံမိတပါးရယ်လိမ့်တန်ကတိတ်တိတ်တသာဂွေကောင်းနေတာလိမ့်တန်မထောင်မနိုင်တော့အမာယုကြောင့်လိမ့်တန်တူသွားတာထောင်မခြင်းရှိရှိမရှိရှိ အမာယုကဆွဲထားတာကြောင့်လိမ့်တန်လာနေတော့လိမ့်တန်ပုံပြတော့ဥပမာလုံးပတ်မကြီးတော့အလဲမှာခြိုင်နေတော့ သဲနိုင်လူမျိုးဖြစ်နေတာလိန်တန်ကပုံမှန်မဟုတ်ပဲကိုေကောင်းလာတာတူလာတာတွေကစဖြစ်ဖြစ်ချင်းကနေ၃လတနေ့လောက်တိဇက်တိုင်ဖြစ်နေပါတယ်နောက်ပိုင်းကျမှနည်းနည်းသက်သာသွားပါတယ်နာတာကလည်းတနေ့နဲ့နေ့လောက်ကြာရင်နည်းနည်းသက်သာလာပါတယ်ပုံမှန်ဖြစ်တတ်တဲ့လိန်တန်ကောင်းတာလားယောဂလားပြောခဲ့တယ်လို့ပဲအမျိုးသားတွေက ပုံမှန်အပြင်နဲ့လိန်တန်းောက်ပါတယ်။ဒီမူမမှန်တဲ့လိန်တန်းောက်ခွေခြင်းမှလည်းလိန်တန်းောက်တာပဲဆိုတော့ဘယ်လိုခွဲကြမလဲ။ပုံမှန်အတိုင်းောက်တာကအမှားရကြောင်မဟုတ်ပါဘူး။ဝေးရပါကကောင်းနေတာပါ။ပိုဆိုးလာတာကောင်းတော့တာမျိုးလည်းမရှိပါဘူး။ဒီအတိုင်းဆိုရင်လည်းတိတ်မသိတာပါဘူး။လိန်တန်းထောင်မှမှာပဲတည်တာရာဖြစ်ပါတယ်။ပုံမှန်မဟုတ်တဲ့လိန်တန်းကိုယ်ကောင်ကြီးရဲ့ နောက်ဆက်တွဲပြသနာမူမမန်လိတ်တန်းကောက်ခွေခြင်းကကိုဆက်တော်ကင်စာပြောင်းတော်မြုံစီတော်စီလန်ဆောင်ပြသနာတွေကိုမဖြစ်စေပါဘူးဒါပေမဲ့လိတ်တန်းခွေကောက်နေတာကြောင့်အတူနေတဲ့အခါအနောက်ရှက်ဖြစ်တော်လိတ်တန်းထောက်မဖို့ခက်ခဲတော်လိတ်တန်းပုံစံဖြစ်နေတာကြောင့်စိတ်တကြတော်လိတ်မှုဘဝမှာတောခါရောက်ရတော်တိုင်းရမျိုးစေးတော်မဟုတ်ပေမဲ့အတူနေဖို့ခက်ခဲတာကြောင့် ကလေးရပေါ်မှာထိခိုက်သွားတာလိမ့်တန်တူသွားတာလိမ့်တန်လာတာကြောင့်ဆိတ်ရှုရတာစတာတွေဖြစ်တတ်ပါတယ်ဘုမမန်လိမ့်တန်ကောက်ခွေခြင်းကိုကုသလို့ရနိုင်မှာသလားအဲ့ဒါကိုကုသဖို့နီလန်တွေကတော့အများကြီးရှိပါတယ်ကိုယောကအခြေအနေပေါ်မူတည်ပြီးကုသရပါတယ်လိမ့်တန်ကောက်ခွေတာကတိတ်မဆိုးပါဘူးအတူနေလို့လိမ့်ရှာတယ်လိမ့်တန်ထောင်မတ်တာကိုလည်းထိခိုက်တာမျိုးမဟုတ်ဘူးဆိုရင်တော့ မကုတ်ဝဲထားပြီးစောင့်ကြည့်နိုင်ပါ रे အချိန်လေးတည်မဆိုရင်လိတ်တန်ဆွေးဆန်တဲ့ကရိယာနဲ့ဆွေးဆန်ပေးနိုင်ပါ रे ဒါကအချိန်တော်လိုပါ रे စိတ်နဲ့ရှိရပါ रे တချို့ကရိယာတွေမှာဆိုရင်အိပ်နေတဲ့အချိန်မှာဝတ်ထားရပါ रे သူကကောင်းတရားရဲ့အစံကျင်မှတ်ကိုဆွဲပေးတာမျိုးပါဆေးဝါးတွေလည်းတုံးလို့ရပါ रे လိတ်တန်လာတာကိုတတ်တာစေးတဲ့စေးတွေ ်ကလေတန်ကိုတွေးကောင်းကောင်းရှာစေတဲ့စေရီရှိပါတယ်။ဒါတွေကတော့လက္ခဏာတွေကိုပဲသက်သာစေပါတယ်။ကလေတန်တဲ့ကို စေထိုးပြီးအမာရွတ်တွေကိုဖျော်ချတာမျိုးလေးရှိပါတယ်။ခွဲစိတ်ကူတာပြီးအမာရွတ်တွေကိုဖယ်ထုတ်တဲ့နေ့လေးရှိပါတယ်။တကူရှိတာကဒီလိုမျိုးကုတာပြီးပြီမဲ့လေအမာရွတ်ကပြန်တွေးတပါတယ်။ယောဂရဲ့တဘာဝကနည်းနည်းတည်ရတာနဲ့မြောင်မြောင်အမာရွတ်တွေးတာကြောင့်ပါ။ မှုမမှန်လိမ့်တန်းကောက်ွေးခြင်းကိုကာကွယ်လို့ရပါသလားလူတိုင်းမှာတော့ကာကွယ်လို့ရခြင်းမရမှာပါဥပမာမျိုးရိုးဗီဇာကြောင့်မိသားစုထဲမှာမျိုးရိုးရှိနေတာအော်တိုအင်မျိုးရောဂါရှိနေတာကြောင့်ဆိုရင်တော့ခပ်ပါတယ်တောင်မှအမျိုးသားတွေကတော့အောက်ပါနေလန်နေတဲ့ကာကွယ်ကြည့်ပါအမျိုးသားတွေရဲ့လိမ့်တန်းကအသက်ကြီးလာတာနဲ့အမြအမာလာတတ်ပါတယ်ဆိုလိုတာကအတူနေတဲ့အခါပိုပြီးထိခိုက်လွယ်ပါတယ် နေနေနဲ့ခဏခဏထိခိုက်ရေးအမာရွတ်တွေလာနိုင်တဲ့အတွက်ထိရဲ့ချက်တွေကိုသတိထားပါအတူနေတဲ့အခါစောစီသုံးပါအတူနေရင်လည်းလိမ့်တဲ့ကျွတ်ထွက်သွားခဲ့သည်ရှိသောလက်နဲ့ထဲမိမှပြန်ထဲပါအဖေါ်ကအပေါ်ကနေဆက်ဆိုင်တွေကတရိပ်ထားပါဒီလိုအနေထားကလိမ့်တံကိုထိရနိုင်ခြင်းများစေပါတယ်အတုံနေတဲ့အခါလိမ့်တံကိုကိုယ်ကောက်ပြီးဆက်ဆံခြင်းကိုရှောင်ပါ တတ်နိုင်သမျှပဲ့တဲ့ဌာနတော်ဖြစ်ပါစေ။အမျိုးသားတွေအတွက်လိင်တဲ့ချမ်းမာရေးကအရေးကြီးပါတယ်။ပုံမှန်ဖုန်တဲ့လိင်တန်ကောက်ပွေခြင်းကဖြစ်တတ်ပေမယ့်အများစုကဖွင့်ရတိုင်မီလေးမရှိတာကြောင့်ကုသမှုခံယူဖို့နောက်ကျတတ်ပါတယ်။ဒါကရုပ်ပြတနာသက်သက်မဟုတ်ပဲစိတ်ပိုင်းဆိုင်ရာလက်မှုဆိုင်ရာပြဿနာတွေကိုပေါ့ဖြစ်လာစေနိုင်ပါတယ်။ဒါကြောင့်တိလိုယောဂဝေဒနာခံစားနေရတဲ့ကောင်စိတ်မိတ်ဒီခံမနေပဲ ဆရာဝန်နဲ့တိုင်ပင်ကူတာဖို့အကြံပေးလိုပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ကြောင်းလေးကိုတော့ဒီမှာပဲခေတ္တရန်နာဝင်ပြပါရှင်။နောက်ထပ်လည်းကျမတို့ channel ကနေဘုဒ္ဓတော်ပြစီမဲ့ကြောင်းလေးတွေကိုရေးချက်တင်ဆက်ပေးမှာမို့စောင့်မျှော်အားပေးကြပါဦးရှင်။ကြည့်ရှုအပီးခဲ့တဲ့ပရိသတ်တရားစီစီကိုကျေးဇူးတူပဲတင်ရှိပါရရှင်။